ကျွန်တော်ကတော့တင်ထွန်းလင်းဒီနေ့ကျွန်တော်တို့ဒီဗီဒီယိုမှာခရစ်တိုဇစ်ကွက်ပြောင်းလဲဇစ်ကွက်သတင်းချက်လက်တွေနဲ့လက်ရှိဇစ်ကွက်ပေါ်မှာခရစ်တိုဝယ်ထားခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲဇစ်ကွက် direction တွေကဘယ်လိုရှိနေလဲပေါ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တစ်ချက်နားလဲအောင်လက်ရှိကျွန်တော်တို့ BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တသိန်း6000အထက်မှာရှိနေတော့ကျွန်တော်တွေ့ရမှာဖြစ်တယ်တခြား ETH HRP BNB Solana ADA.LTC ABT နေရာ ICB ပေါ့ဒီ quantity တွေကလည်းဒါ recovery ဖြစ်လာတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ် TRS နဲ့ SUI ကတော့နည်းနည်းလေး downside မှာရှိနေအောင်ကျွန်တော်တွေ့ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိပြောရမယ်ဆိုရင်တော့ coin total များ WTC နဲ့အတူတူဒါ recovery ဖြစ်လာတာကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ anti point တွေ target တွေပို့ပြီးတော့နားလည်လို့ရအောင်ကျွန်တော် trading view ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်လက်ရှိကျွန်တော် WTC ရဲ့ forward chart ကိုတစ်ချက်လောက်နားလည်ရမယ်ဆိုရင်လက်ရှိဒီမှာတွေ့နေရတာကျွန်တော်က ascending triangle pattern ဖြစ်တယ်ပေါ့နော်ဒါ bullish pattern တစ်ခုဖြစ်တယ်တခြားကျွန်တော်ဒါ candle ကလည်း200 EM ရဲ့အထက်မှာရှိရဲဒါလည်းကျွန်တော်ဒါ sequential pattern ကိုပို့ပြီးတော့ represent လုပ်တယ်ပေါ့နော် ဆိုတော့လက်ရှိအချိန်မှာ NTU ထင်တဲ့သူတွေအနေနဲ့ဆိုရင်ဒါနန်းနယ်လေးဈေးကွက် down side တယောက်မှာပေါ့နော်တသိန်းကနေတသိန်း3000ဘာဒီဝင်းကျင်လောက်ရောက်မှာကျွန်တော်ဒါ fast and small margin low leverage ယူထားလို့ရတယ်ပေါ့ target တွေကိုပြောရမယ်ဆိုတော့ဒါတသိန်း9000တသိန်း8000ကတော့ကျွန်တော်ရဲ့ဒါ first target တွေဖြစ်လာမယ်ပြီးရင်တော့ဟိုဘက်ကိုကျွန်တော်ဒါတသိန်းအထက်ပေါ့နော်တသိန်း1000တသိန်း2000ပေါ့ဒီ mall market အတွက် comment ထားကြတဲ့ target တွေကိုဒါတစ်ဖြည်းဖြည်းနဲ့ကျွန်တော် achieve လုပ်သွားဖို့ရှိမယ်ပေါ့အာဆိုတော့ ဒါကျွန်တော်ဗီဒီယိုအရင်ကတည်းကဒါကြည့်ပြီးတော့မှ NTU ထားတဲ့သူတွေအနေနဲ့ဆိုရင်လက်ရှိဆိုရင်ဒါ profit ထဲမှာရှိမှာပေါ့နော်ဒါကတော့ကျွန်တော်ဒါဖွားပါ chart ရာဒီကွက်ကတော့ trend ထဲမှာပဲရှိနေတုံးပေါ့ကျွန်တော် daily ရတစ်ချက်လောက်ပို့ပြီးနားလဲအောင် daily မှာကျွန်တော်နားလဲရမှာအချက်၃ချက်ရှိရပေါ့နော်အာဆိုတော့ပထမဆုံးအနေနဲ့ပြောမှာဆိုရင်တော့ဒါအာ daily ရကျွန်တော်ရဒါ spot line ကတော့9000ကနေပြီးတော့9200ဖြစ်တယ်ပြီးရင်ကျွန်တော်ရ imported spot line ကတော့9000ကနေ9200ဖြစ်တယ်အပေါ်မှာ register အနေနဲ့ပြောမှာဆိုရင်တော့9000ကနေပြီးတော့9200ဖြစ်တယ်ပေါ့နော် ကျွန်တော် daily အရင်ကျွန်တော်ဒါ down trend တော့ဆိုရင်တော့ lower low lower high pattern တွေကို follow လုပ်ခဲ့တာလက်ရှိကျွန်တော် uptrend ထဲမှာဆိုရင်လက်ရှိတွေ့နေရတာ higher high higher low pattern တွေကိုတွေ့နေရတယ်ပေါ့နော်ဒီကွက်မှာဒါ recovery ဖြစ်နေတာကိုကောင်းကောင်းမတွေ့နေရတာဖြစ်တယ်ပေါ့ဆိုတော့ဒီမှာလဲကျွန်တော်ဒါ daily အရလဲ13000 13800ကိုကျွန်တော်ဒါ cross လုပ်နိုင်မှအထက်ကိုကောင်းကောင်းမမဖြစ်ဖို့အလားအလာပုံများမယ်ပေါ့နော်တကယ်လို့ကျွန်တော်ဒါ down side ကိုရောက်လာမယ်ဆိုရင်တော့ဒါ9000ကနေ9200အောက်ကိုရောက်မှာပဲကျွန်တော်ဒါ second hand GDC ရဲ့အနေနဲ့ယူမယ်ပေါ့နော် လက်ရှိကျွန်တော်ဒါ current price နဲ့ယူမဲ့သူတွေပဲဖြစ်ဖြစ်ကျွန်တော်ဒါအာတသိန်းကနေပြီးတော့တသိန်း3000ပေါ့နော်တသိန်းဝန်းကျင်မှာယူထားတဲ့သူတွေပဲဖြစ်ဖြစ်တကယ်လို့ကျွန်တော်ကဒါ panic selling ဖြစ်ပြီးတော့မှဒါ downside ကိုရောက်လာခဲ့မှာဆိုရင်ဒါ 8000နဲ့3000 8000နဲ့9000ကြားထဲမှာကျွန်တော်ဒါ DC လုပ်လို့ရတယ်ပေါ့နော်အဲ့ချိန်ကြမှာဆိုတော့ဟိုဘက်ကိုကျွန်တော် target တွေအနေနဲ့ပြောရမှာဆိုရင်တော့ဒါကိုယ့်ရဲ့ target တွေကို set လုပ်ထားလို့ရမှာပေါ့နော်3000 9000 3000 8000ကိုကျွန်တော် cross လုပ်မယ်ဆိုရင်ဟိုဘက်မှာကျွန်တော်3000 3000 4000အနေစပြီးတော့ဒီ bull market အတွက်ခမန်းထားကြတဲ့ target တွေပေါ့နော်3000 4000အထက်ထိကိုရှိတယ်ဆိုတော့ဒီကြားထဲမှာကိုယ့်ရဲ့ဒါ target တွေကိုကွာ set လုပ်ပြီးတော့ထားထားလို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဈေးကွက်မှာ maximum chance ကတော့ဒါ ဒါရီကာဘာရီဖြစ်ဖို့ပဲအထက်ဘကူမူဖြစ်ဖို့ပဲပို့ပြီးတော့အလားလာများတယ်ပေါ့ဆိုတော့ဒါကျွန်တော်ဒါ daily ရလဲကျွန်တော်က update နဲ့မှာပဲရှိနေတုံးပေါ့နော်အာပြီးရင်တော့ကျွန်တော်ဒါ weekly ရတစ်ချက်လောက်နားလဲအောင်ဆိုတော့ weekly ရပြောရမယ်ဆိုရင်တော့ဒါကျွန်တော်အရင်ကတည်းက update နဲ့မှာရှိလာခဲ့တာပေါ့နော် update နဲ့မှာရှိနေသေးတယ်တော့ကျွန်တော်ဒါ higher 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 လို့ pattern တွေကိုပဲတွေ့ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ခုနပြောတဲ့ important spot line ရတယ်ကျွန်တော်ဒါ weekly ရရထားတာဖြစ်တယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒါ register အနေနဲ့လဲကျွန်တော် weekly ရယူထားတာဖြစ်တယ် ဆိုတော့ register ကိုကျွန်တော် cross လုပ်မယ်ဆိုရင်တော့ကောင်းကောင်းမွန်မွန်အထက်ဘက်ကို move ဖြစ်မယ်ကျွန်တော်အရင်ဒါ8000 3000 8000 4000လေးကလည်းကျွန်တော်ပြောခဲ့တယ်ပေါ့နော်ကျွန်တော်ရဲ့ register က9000ကနေ9000နဲ့1000ဖြစ်တယ်9000ကနေ9000နဲ့1000ကိုကျွန်တော် cross လုပ်မယ်ဆိုရင်တော့ဈေးကွက်ကကောင်းကောင်းမွန်မွန်အထက်ဘက်ကို move ဖြစ်နိုင်တယ်လို့ကျွန်တော်ပြောခဲ့တာရှိရဲ့ register ကလည်းကျွန်တော်9000ကနေ9000နဲ့1000ကိုဒါ cross လုပ်ပြီးတော့မှအထက်ကိုကောင်းကောင်းမွန်မွန်ဖြစ်လာခဲ့တယ်ပေါ့နော်လက်ရှိဆိုရင်ကျွန်တော်ဒါတသိန်းအထက်မှာပြန်ပြီးတော့ရှိနေတယ်ပြီးရင်ကျွန်တော်ဒါ register နဲ့လည်းတော်တော်နှီးနေတယ်ပေါ့နော်ဆိုတော့ဒါကိုကျွန်တော်ဒါ cross လုပ်ပြီးတော့မှ register အထက်မှာ hold ဖြစ်မှာဆိုရင်တော့ဈေးကွက်မှာပို့ပြီးတော့ recovery ဖြစ်လာဖို့ဒါ bull market ဘက်ကို enter ဖြစ်ဖို့ပို့ပြီးတော့အလားအလာပို့များတယ်ပေါ့နော်အာဆိုတော့အာကျွန်တော်ပြောရမယ်ဆိုရင်ဒါကျွန်တော် daily ရော weekly ရောပေါ့နော်ပြီးရင်ကျွန်တော်ဒါ4 hour ရော update နဲ့မှာရှိနေတယ်တကယ်လို့ဈေးကွက်ကကျွန်တော်ဒါ panic selling ဖြစ်ပြီးတော့မှဒါ down trend ကိုကောင်းကောင်းမွန်မွန်ကျွန်တော်ကြာလာခဲ့မယ်ဆိုရင်တော့9000ကနေ9200ပေါ့နော်ပြောမယ်ဆိုရင်တော့9200အောက်ကိုကျွန်တော်ရောက်ပြီး9000 အောက်ကိုရောက်ပြီဆိုရင်တော့ကျွန်တော်ဒါ bull market ပြီးဆုံးသွားပြီကျွန်တော်ဒါ bear market စတင်တော့မယ်လို့ဒါဒီလိုသိလို့ရတယ်ပေါ့နော်ဆိုတော့ဒါ spot line တွေ resistance တွေပို့ပြီးတော့အရေးကြီးတယ်ပေါ့ကျွန်တော်ဒါ resistance ကိုကျွန်တော်အနေနဲ့ cross လုပ်နိုင်မယ်ဆိုမှဒါ bull market ဘက်ကိုခေါက်ခေါက်မုံမုံ enter ဖြစ်မယ်ပေါ့နော်ဆိုတော့ခဏဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်